ကုလသမဂ UN အပါအဝင်နိုင်ငံတကာတန်တမန်တွေအနေနဲ့အာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်းဆက်နှစ်ပြည့်နှစ်ပတ်လည်ပွဲကိုမတက်ပဲမြန်မာပြည်သူတွေနဲ့အတူရက်တီကြောင်ပြသဖို့စစ်တပ်ကိုပြန်တိုက်နေတဲ့တိုင်းရင်းသားလက်နက်ကင်၆ဖွဲ့ကတတိပေးတိုက်တွင်းချက်ထုတ်ပြန်လာတာတွေ့ရပါတယ်။အာဏာသိမ်းစစ်တပ်ဟာ NCA စနစ်ပြည့်နှစ်ပတ်လည်နေ့ဖွင့်ပွဲအခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲကို နေပြည်တော်မှာအော်တိုဘာလ15ရက်နေ့ကနေ18ရက်နေ့ထိကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပြီးအေဒီပွဲကိုတက်ရောက်ဖို့နိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ UN အာဆီယံနဲ့နိုင်ငံတကာတန်တမန်တွေအနေနဲ့စစ်တပ်ကျင်းပမဲ့ဟန်ပြတ် NCA နစ်ပတ်လည်ပွဲကိုတက်ခဲ့ရင်စစ်တပ်ရဲ့နိုင်ငံအာဏာကိုအတမသိမ်းယူခဲ့မှုပြည်သူလူထုကိုနေစဉ်ပုံကျဲတပ်ဖြတ်မှုအပါအဝင်အတမဆင့်မှုထမ်းခိုင်းမှုနဲ့အကြမ်းဖက်မှုတွေကိုထောက်ခံရရောက်တယ်လို့ အောက်တိုဘာလ23ရက်နေ့မှာတိုက်တွန်းတတိပေးထားပါဗျ။ဒီ2021စစ်အာဏာသိမ်းပြီးတဲ့နောက်မှာပေါ့နော်။စစ်အုပ်စုတွေကဒီ NCA ရဲ့အနှစ်သာရတွေနောက်ပြီးတော့အခြေခံမှုတွေကိုဟိုဖျက်ဆီးနင်းချေနောက်ပြီးတော့ဒီအရတကကွယ်ပေကျင်းဆိုင်ရာဟိုကိစ္စရက်တွေပေါ့နော်။အဲအဲ့ဒါတွေကလည်းအကြိမ်ကြိမ်ချိုးဖောက်ပြီးတော့မှ အခုလောလောဆယ်တို့ရဲ့ဒီစစ်အုပ်ချုပ်ရေးတရားဝင်မှုရအောင်ဆိုပြီးပုံစံမျိုးမျိုးနဲ့လုပ်နေတဲ့ပွဲကိုတက်ရောက်ချင်းဟာစစ်အာဏာရှင်စနစ်တက်ဆိုးရှည်ဖို့ကိုပဲဥတီယာရောက်မယ်လို့မြင်တယ်လို့နိုင်ငံရဲ့အကြက်အသေးနောက်ပြီးဘီဒူလူဒုတို့ရဲ့ဆင်းရဲဒုက္ခတွေကိုဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့မြင်တယ်ပฏิပခတန်တရာဆက်ရှည်သွားစေမယ်လို့ပဲအဲ့လိုပဲမြင်ပါတယ်နိုင်ငံတကာတန်တမာတွေအနေနဲ့ NCA ပွဲမတက်ဖို့တိုက်တွန်းခဲ့ကြတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းအမျိုးသားတပ်ဦး CNF မွန်ပြည်သက်ပါတီစစ်အာဏာရှင်တပ်ဖြတ်ရေး NNSPAD ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNNO နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်ပါတယ်။ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း6ဖွဲ့ဟာအရင်က NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပြီး 2023ခုနှစ်စစ်တပ်ကအာဏာသိမ်းရပြီးမှတော့စစ်တပ်ကိုပြန်တိုက်ကြဖို့ဆုံးဖြတ်ခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ NCA အကောင့်ထယ်ဖို့မှုလုပ်ငန်းစဉ်တွေဟာစစ်တပ်အာဏာသိမ်းပြီးကတည်းကရပ်ဆိုင်သွားပြီးစက်ကူစုပ်တခုအဖြစ်သာရောက်ရှိသွားပြီလို့လည်းအဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့6ဖွဲ့ကဆိုပါတယ်။ဒါကြောင့် UN အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့အတုံးချခံမဖြစ်ဖို့ အထူးပြုစိုက်ဖို့အကြံပြုလိုတယ်လို့လည်း ABSDF ရဲ့အသွင်ရေးမှူးရေးဘော်ကျော်လင်းကပြောပါတယ်ကျွန်တော်တို့ယုံကြည်တာကတော့ NCA 2017စစ်ကြောအနာတမီနောက်ပိုင်းဖြစ်ထွန်းလာတဲ့နိုင်ငံရေးအခင်းအကျင်းအောက်နဲ့ရှင်းကြည့်မယ်ဆိုရင်ဘလို့မှအကျုံးမရှိတော့ပါဘူးဒီကနေ့ကျွန်တော်တို့တိုင်းပြည်တပြည်လုံးရင်ဆိုင်နေရတဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်လုံလောက်တဲ့ညီနက်တခုလည်းမဟုတ်တော့ပါဘူးနောက်ချက်ကငញ្ញမ်းရေးပေါ့ငញ្ញမ်းရေးလုံမယ်ဆိုရင်ငញ្ញမ်းရေးလုံနိုင်တဲ့ လုံလောက်တဲ့အခင်းကြီးတစ်ခုကျွန်တော်အားလုံးဖန်ကြည့်ဖို့လိုပါတယ်။ဒီအခင်းကြီးမရှိဘဲနဲ့တော့ဘယ်လိုညံ့ရေးမှရမှာမဟုတ်ဘူးလို့ကျွန်တော်လည်းယုံကြည်ပါတယ်ခင်ဗျာ။အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ NCA နိပတ်လေပွဲအခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုစစ်တပ်နဲ့ထိဆက်ဆွေးနွေးမှုတွေဆက်တိုက်လှုပ်ဆောင်နေကြတယ်။အပြင်ရဲ့ 7EAO အလိုက်ရန်အဖွဲ့တွေတက်ရောက်မှဖြစ်တယ်လို့သိရပါတယ်။အဲ့ဒါအပြင်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်းမဟာမိတ်ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တချို့ကတော့အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်အခမ်းအနားကိုဟန်ပြတက်ရောက်မယ်လို့လည်းအေယာဝတီကို ပြောပါဗျ။ NCA နှစ်ပတ်လည်ပွဲအခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုအများကြီးမျှော်လင့်ထားတာမျိုးမရှိပေမဲ့ NCA ဟာလက်တွေ့မှာဘလောက်ထိရောက်မှုရှိလဲဆိုတာကိုသုံးသပ်ဖို့တွားရောက်ရခြင်းဖြစ်တယ်လို့လည်းဘုံမူကြီးခွန်အုပ်ကာကအေယာဝတီကိုပြောပါဗျ။ အဓိကရတဲ့ဒီဆယ်နှစ်ပြည့်ပြီဒါပေမဲ့အလုံးမဖြစ်ဘူးဖြစ်တယ်ပြန်သုံးသပ်ဖို့လိုတယ်ဆိုပြီးတော့ကနာပြီးရတဲ့ငင်းကြီးလုပ်ငန်းတွေပြန်လဲသုံးသပ်တဲ့ပွဲပါဆက်မအောင်ငင်းကြီးလုပ်ငန်းတွေကိုသုံးသပ်ပြီးတော့နီးနာရှာပြီးတော့အဲ့ဒီပိုင်းလိုက်ငင်းကြီးတာတဲ့ကိုပြောင်းလို့တစ်ခုလုံးငင်းကြီးလို့လုပ်တာအိဒီယာတွေအဖြေရှာဖို့အတွက်တော့ဝိုင်းလုပ်ဝိုင်းကြရပါပါ ကိုလုံးနိုင်သလားတော့ရမှာပေါ့ကိုလုံးနိုင်သလားတော့ဖြစ်မှာပေါ့ဒီလောက်ပါပဲညောင်းကြီးကျယ်ညောင်းလက်တာတော့မရှိဘူးဒါမှမဟုတ်ဘေးကနေပြောတာပဲစာရင်ကိုယ်တိုင်ကိုကြောက်ဝင်လုံးသွားပဲဒါမျိုးကအောင်မြင်မှုရမှာဖြစ်တာပေါ့ NCA စာချုပ်ကိုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငိန်ချမ်းရေးကောင်စီ KNU KNNPC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA အိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNN တို့ရခိုင်ပြည်နယ်လူမျိုးရေးပါတီ AMP အပါအဝင်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ချက်အမျိုးသားတပ်ဦး CNF တို့က2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲနောက်2018ခုနှစ် February 23ရက်နေ့မှာမွန်ပြည်တပ်ပါတီ NNSP လာဟုဒီမိုကရက်တစ်အစီအရော LDU တို့ကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ 2023ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာတော့လက်မှတ်ထိုးခဲ့ကြတဲ့အဖွဲ့တွေကိုယ်တိုင်ကစစ်တပ်ကိုပြန်တိုက်ခဲ့ကြတာဖြစ်ပါတယ်။